ပြည်တော်စုသမတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့မှအဝိဒ္ဓဇမဟာရထဂုရုဘောဓိဘောဓိစိတ်တော်ဆက်ကလူတိုင်းရဲ့ခံယူရရှိတော်မူတဲ့မာလတိတိုင်းဒေသကြီးကျောင်းတန်ဘုန်းကြီးသင်္တန်းကျောင်းအုပ်တတ်တော်ရှိမဟာထေရရှင်မြတ်ကြီးဗဒ္ဒန္တကိလောဝဤအဘိဓဇမဟာရထဂုဏပူဇာ မင်္ဂလာပွဲမှာအဲ့ဒီဆရာတော်ကြီးဆက်ကလူတန်းခံရတဲ့အဘိဓဇမဟာရတ္တကုရုဆိုတဲ့ဘွဲရဲ့အတိတ်ဘယ်နဲ့အဲ့ဒီဘွဲဖြစ်ပေါ်လာတော့တမိုင်းကြောင်းလေးကိုဘဝတုတ္တဖြစ်ဖို့ရာခွန်ကြီးဟောပြီးတော့ပြပါမယ်အဘိဓဇမဟာရတ္တကုရုဆိုတဲ့ဘွဲဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးအဲဒီမှာတက်လာတဲ့အစိုးရအဖွဲ့ကနေပြီးတော့စတဲ့စက်ကလှူဒန်းတဲ့ဘက်ဖြစ်ပါတယ်ဒီဘက်ဟာဘာကို အခြေခံပြီးတော့ဖြစ်တာလဲလို့ဆိုလို့ရှိရင်ရှေ့မြန်မာမင်းကြီးရှိစဉ်တုန်းကဘာသာဂုရုဘွယ်ဆိုတာရှိပါတယ်ဘယင်းတွေက စက်ကတ် အဲ့ဒီမှာရာဇဂုရုဆိုတာကရာဇဆိုတာကမင်းဂုရုဆိုတာကဆရာလို့အဓိပ္ပာယ်ထွက်ပါတယ်ဒီဘုဒ္ဓစိတ်ဆက်ကခံရတဲ့ဆရာတော်ဟာမင်းကကိုယ်ပွေတဲ့မင်းရဲ့ဆရာလို့ဒီလိုအဓိပ္ပာယ်ရပါတယ်မြန်မာမင်းတွေဟာသူတို့ကြည်ညိုတဲ့သူတို့ကိုယ်ပွေတဲ့ဆရာတွေကိုအဲ့ဒီရာဇဂုရုပဲဆက်ကခဲ့ပါတယ် ဒီနောက်မြန်မာမင်းတွေမရှိတဲ့နောက်အင်္ဂလိပ်လက်ထက်မှာကျတော့အဲ့ဒီရာဇဂုရုဆိုတဲ့ဘွဲဟာပျောက်ကွယ်သွားပါတယ်ရာဆိုင်သွားပါတယ်လူတော်ကြီးရပြီတဲ့ခါကျတော့ရှင်မင်းတွေကရာဇဂုရုဘွဲဆက်ကပ်သလိုတက်လာတဲ့အစိုးရအဖွဲ့ကလည်းပဲမိမိတက်လာတဲ့အစိုးရအဖွဲ့နဲ့လျော်ညီတဲ့ဘွဲ့ ဆက်ကတဲ့လေဆိုပြီးတော့အဲ့ဒီမှာပွဲတစ်စိတ်ကိုစပြီးတော့တီထွန်းလာပေါ့ဟိုမှာတော့ကတော့ဘယေစနစ်ကျင့်သုံးခဲ့တာဖြစ်တဲ့အတွက်ရာဇဆိုတဲ့မင်းဆိုတဲ့စကလုံးကိုသုံးပြီးတော့အခုဒီဘက်လွတ်လပ်ရေးရပြီးတဲ့အခါကျတော့သမတစနစ်နဲ့အုပ်ချုပ်တဲ့ဤတော်စုသမတမြန်မာနိုင်ငံဖြစ်တဲ့အတွက်သမတဆိုတာကနိုင်ငံသူနိုင်ငံသားတွေကတင်မြှောက်တာဖြစ်တဲ့အတွက် အဲ့ဒီရာဇဆိုတဲ့နေရာမှာရထလို့စကလုံးလေးကို ပြောင်းသုံးလိုက်တာအဲ့တော့ရထဂုရုအဲ့ဒီလိုဖြစ်သွားပါတယ်ရထဆိုတာနိုင်ငံတော်လို့အဓိပ္ပာယ်ရပါတယ်ပြည်တော်စုတမတမြန်မာနိုင်ငံတော်ကြီးဟာရထပါပဲအဲ့ဒီပြည်တော်စုတမတမြန်မာနိုင်ငံတော်ကြီးမှာနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားအလုံးဟာရထပါပဲဒါကြောင့်မို့လို့ရထဂုရုဆိုတာနိုင်ငံတော်ရဲ့ဆရာပါ နိုင်ငံတော်တွင်းမှာနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ဆရာတို့အဲ့ဒီလိုအသေးွယ်ရပါတယ်။ဟိုတော့ကတော့မင်းရဲ့ဆရာပေါ့။အခုကနိုင်ငံတော်ရဲ့ဆရာလို့ဟာတကူတို့လို့ဘွဲကိုအဲ့ဒီလိုလေးပြောင်းပေးလိုက်ပါတယ်။ပြောင်းပြီးတော့အဲ့ဒီရတကူတို့ရဲ့ရှေ့မှာအဘိဓဇာဆိုပြီးတော့စကလုံးလေးထည့်လိုက်ပါတယ်။ဒီစကလုံးလေးဟာအသေးွယ်ရှိပါတယ်။အဘိဓဇာမှာ အဘိဆိုတာကလွန်ကဲတယ်ဆိုတဲ့အနဲ့ခေါ်ပါတယ်။ဒဇဆိုတာကအလံတကုံကိုခေါ်ပါတယ်။ရှိတော့ကတော့တကုံလို့ဘာသာပြန်ပါတယ်။အခုနောက်ပိုင်းတော့အလံလို့ပြောင်းပြီးတော့ခေါ်ပါတယ်။အလံနဲ့တကုံဟာအတူတူပါပဲ။ဒီစကလုံးကဘယ်ကနေယူလိုက်တာတုံးဆိုတော့အထက်ခရာကျမ်းပြုရှင်မဘုရဂောတရဲ့သမန္တဘာသာရိကလို့ခေါ်တဲ့ဝိနိအဖွဲ့ကျမ်းကနေပြီးတော့ ်ဆရာတော်ကြီးများယူလိုက်တာပါအဲ့ဒီဝိနည်းအထကရာကျမ်းကိုရေးတဲ့အခါမှာရှင်မဘုဒ္ဓဂေါသကဒဇူပမာဆိုတဲ့စကားလုံးလေးကိုသူကတုံးလိုက်ပါတယ်ဒဇူပမာဆိုတာကဒဇဥပမာအလန္တဂုံနဲ့တူတော်လို့ဒီပြထွက်ပါတယ်ဒဇကအလန္တဂုံပေါ့ဥပမာကဥပမာပေါ့တူတယ်ပေါ့အလန္တဂုံနဲ့တူတော်အလန္တဂုံနဲ့တူတယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်တွေလဲလို့ဆိုရင်ရှင်မဘုရကောသရဲ့အထက်ကရာမှာကတော့မဟာဝိဟာရဒီဟိုကျွန်းမှာရှိတဲ့မဟာဝိဟာရကျောင်းတိုက်ကြီးရဲ့ဆရာအစဉ်အဆက်ဆရာတပည့်အလွယ်အစက်သေးကအလွန်တကုံကဲ့သို့ထင်ရှားတဲ့မထေရကြီးတွေကိုတစုပမာလို့သူကတုံးတာမဟာဝိဟာရကျောင်းတိုက်ကြီးကအဲ့ဒီဒီဟိုကျွန်းမှာတော့စာပေမှာ အထက်မြတ်ဆုံးအထင်ရှားဆုံးအထွန်ကားဆုံးကျောင်းတိုက်ကြီးဖြစ်တယ်။ရှင်မဘုရောသောကကအဲ့ဒီကျောင်းတိုက်ကြီးကဆရာတော်ကြီးတွေရဲ့အကူအညီနဲ့အဲ့ဒီကျောင်းတိုက်ကရှိတဲ့ပေတွေပရပိုက်တွေစာတွေကျမ်းဂန်တွေကိုကြည့်ပြီးတော့မှအဲ့ဒီဆရာတော်ကြီးတွေရဲ့နိနာနိဒိယကိုယူပြီးတော့မှဒီထက္ကရာကိုသူကရေးရတာဖြစ်တဲ့အတွက်ဒီရေးတဲ့အခါမှာ သူ့ရဲ့သဘောနဲ့သူ့ရဲ့စိတ်ဆန္ဒနဲ့ရေးတာမဟုတ်ပါဘူးဓမ္မဝိဟာရကျောင်းတိုက်ကြီးရဲ့ဆရာအစဉ်အစက်သေးကတကောနဲ့အလံတကောနဲ့တူတဲ့ထင်ရှားတဲ့ဆရာတော်ကြီးတွေရဲ့အယူအဆဝါဒကိုယူပြီးတော့မှသူကရေးတာပါလို့အဲ့ဒီလိုထက္ကရာမှာအကြောင်းပြပါတယ်အဲ့တော့အဲ့ဒီမှာအလံတကောနဲ့တူတယ်ဆိုတာကိုတခါတေကာဆရာကဘယ်လိုဖွင့်လို့ဆိုတော့ ညာလီနာဣစ္ဆုကတတာလို့အကြောင်းပြပါတယ်အလံတကောနဲ့တူတဲ့မထေဆိုတာဘလို့မထေမျိုးလဲဆိုရင်တဲ့ညာလီနာညာအားဖြင့်ဣစ္ဆုကတတာဆွဲ့ဆွဲ့ဉာဏ်တော်ကြောင်အလံတို့တကောတို့ဆိုတာတိုင်ရဲ့ထိတ်မှနေရပါတယ်တိုင်ရဲ့ထိတ်ကိုနေတာကိုအောင်လေဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ် တော့အလံတကောင်ဟာတန်ရဲ့ထိတ်မှ နေတာဖြစ်တဲ့အတွက်အဝေးကကြည့်လိုက်လို့ရှိရင်တိတာတယ်ထင်းလာတယ်မြင်လာတယ်ထင်ရှားတယ်ဉာဏ်အားဖြင့်အလံတကောင်ကအလံတကောင်တိုင်ထိတ်မှနေတဲ့ကဲ့သို့အထက်မှာစွန့်စွန့်မြင်နေတဲ့ပုံကိုယ်တွေကိုတစုပမာလို့သုံးတာပါအဲ့ဒီလိုဖွင့်အဲ့တော့အဲ့ဒီစကလုံးကိုဒီ ဘာသာဂုရုရဲ့ရှေ့ကသူကထည့်လိုက်တယ်။ထည့်လိုက်တဲ့အတွက်ခန္ဓာကနောက်ကရှိတဲ့ရထဂုရုနိုင်ငံတော်ရဲ့ဆရာဆိုတာဟာရိုးရိုးတာမန်ဆရာမဟုတ်ဘူး။ဉာဏ်ပညာအားဖြင့်အလံတကောင်ကဲ့သို့ဆွဲ့ဆွဲ့မြင့်နဲ့တိုင်ထိတ်မှနေတဲ့တိတာတဲ့ထင်ရှားတဲ့ဆရာလို့သူကနောက်ကလုံးကိုအဘိဓဇာကအထူးပြုပေးပါတယ်။ဒါကြောင့်မို့လို့ ဒီသက်တော်ကြီးဆရာတော်ကြီးဗာဒနာကိတော်ဝရတဲ့ဖွယ်ဟာဆရာအစဉ်အဆက်အနွယ်အဆက်ထဲမှာအလံတုံကဲ့သို့ထင်ရှားပြီးတော့ပညာအဖြစ်မြင့်မားတဲ့နိုင်ငံတော်ကကိုးကွယ်တဲ့နိုင်ငံတော်ကအားထားရရဲ့နိုင်ငံတော်ရဲ့ဆရာလို့အဲ့ဒီလိုအဓိပ္ပာယ်ရပါတယ်ဒါအဘိဓိစ္စမဟာရတ္တဂုရုဘွဲ့ရဲ့အဓိပ္ပာယ်ကိုဘုန်းကြီးကပြောတာပါ တော့တမိုင်းလေးကိုလည်းလည်းပြောပါဦးမယ်။တမိုင်းဆိုတာက ရှင်မင်းတွေကသူတို့ကိုးကွယ်တဲ့ဆရာကို ဘာသာဂုရုဘွဲတစည်းတွေကိုကပ်ပြီးတော့လာခဲ့ပါတယ်။အစဉ်အဆက်ပါပဲ။ဒီဘောမင်းပါပြီးတဲ့အခါကျတော့မြန်မာမင်းမရှိတော့တဲ့အခါကျတော့အဲ့ဒီဘာသာဂုရုဘွဲတစည်းကတ်တာပျောက်ကွယ်သွားပါတယ်။ပျောက်ကွယ်သွားတဲ့အခါမှာအင်္ဂလိပ်အစိုးရတက်လာတယ်။ အင်္ဂလိပ်ဆိုရာကဒီဘောမဲပါတာက1249မှာပါပါတယ်ပါပြီးတော့နှစ်ပေါင်း30လောက်ထိအောင်မြန်မာတန်ငါဘုန်းတော်ကြီးတွေဘုရားဘာသာဘုန်းတော်ကြီးကိုအင်္ဂလိပ်ဆိုရာကဘောဓစိတ်ဆက်ပြီးတော့မကတ်ခဲ့ဘာလို့မကတ်တာတော့စဉ်းစားကြည့်ဘုန်းကြီးကဘာလို့အင်္ဂလိပ်လည်းပဲဘယင်စနစ်နဲ့ကျင့်သုံးတာပဲသူလည်းဘယင်မှရှိတာမြန်မာနိုင်ငံမှာလည်းပဲဘယင်နဲ့စနစ်ကျင့်သုံးခဲ့တာပဲ ဒီမြတ်ဘာဘင်းကြီးသုံးခဲ့တဲ့ရာဇကုတုရှင်ကိုသူတို့ဆက်သုံးမယ်ဆိုရင်သုံးလို့ရတယ်အတိတ်ပဲရအစီလျော်တယ်စီလျော်ပြီပဲလို့အင်္ဂလိပ်တွေကပါတယ်မြန်မာမင်းတွေသုံးတဲ့တစိတ်ကိုသူတို့မသုံးတော့မသုံးမနဲ့ရပက်လိုက်ရပြီးတော့အဲ့ဒီနောက်နှစ်ပေါင်း30လောက်ကြာပေါ့1289ကြာမှာ ရှင်းမြန်မာမင်းကြီးလက်ထက်တုန်းကဘုရားဘာသာဘုန်းတော်ကြီးတွေကိုဘောတစိကတ်တယ်လို့ပြည်တိမ်ဘယမာကြီးကလည်းပဲဘောတစိဘောတစိတိဆက်ကလိုပါတယ်ဘယ်လိုဘောတစိမျိုးဆက်ကရရင် ကောင်းမယ်ဆိုတာဘယ်လိုစီမင်းစည်းကမ်းနဲ့တကွအကြံပြုချက်အစတင်ပါဆိုပြီးတော့ဘယင်ခံကနေတဆင့်ဒီမန္တလေးမှာရှိတဲ့အဲ့ဒီတော့ကတော့ ိုသူတို့မာဝင်ဆရာတော်ကြီးတွေပေါ့သံဃာသနာပိုင်းတို့မောက်ကျိုးဆရာတော်တို့ပေါ့အဲ့ဒီဆရာတော်ကြီးတွေပေါ့သူတို့စီကိုစာပို့ပါတယ်ပို့တဲ့အခါမှာဆရာတော်ကြီးတွေနဲ့ရဟပညာရှိ လူပညာရှိတွေစီဝေးတိုင်ပင်ပြီးတော့ဘောဓစိတ်အသစ်ဒီထွင်ကြပါတယ်အဲ့ဒီလိုဘောဓစိတ်အသစ်ဒီထွင်လိုက်တဲ့အခါကျတော့ဘွဲကဘလို့ဖြစ်သွားတော့ဆိုတော့တက္ကမဟာပန္တိတာဆိုတဲ့ဘွဲဖြစ်သွားပါတယ်ဒါ အင်္ဂလိပ်ဆိုရလက်ထက်ကအမြင့်ဆုံးဘွဲ့အကမပန္တိတာအခုလည်းပဲဒီဘွဲ့ကိုဆက်သုံးပါတယ်ဒီမှာနည်းနည်းလေးစဉ်းစားရမှာကမြန်မာလုံးတွေသုံးတဲ့ရာဇာကူတို့ကိုအင်္ဂလိပ်ဆိုရကဆက်မသုံးတော့လည်းပဲအင်္ဂလိပ်ဆိုရလက်ထက်ကတည်ကျင်းခဲ့တဲ့အကမပန္တိတာကိုလွတ်လပ်ရရပြီးတော့မြန်မာမင်းနဲ့အစိုးရတွေကဆက်သုံးခဲ့တယ်တွေ့လားဆက်သုံးခဲ့တယ်အဲ့ဒီအကမဟာပန္တိတာကလည်းပဲပန္တိတာကဘွဲ့ အရင်ပဲပညာရှိလို့အဓိပ္ပာယ်ထွက်သွားတယ်တက်ကနဲ့မဟာရှိရသူကထဲလိုက်တာပါအဲ့ဒီအေကမပန္တိတဟာမြန်မာဆရာတော်ကြီးကအကြံပြုလို့မြန်မာဆရာတော်ကြီးရာပညာရှင်လူပညာရှင်တွေကတီထွင်တယ်လို့ဆိုတော်လဲပဲဒီအေကမပန္တိတဆိုတဲ့ဘွယ်ဟာအိန္ဒိယအစိုးရရဲ့လွှမ်းမိုးမှုပေါ့ပါတယ်ဆိုပြီးတော့ ဘုန်းကြီးတို့သိသလားဆိုရင်တော့ဒါဆရာကြီးဦးစန်းထောင်းကဘုန်းကြီးတို့ကိုပြောပြခဲ့တာပါမတ်တက်ကတူဆရာကြီးဦးစန်းထောင်းကပြောတာဘာလို့သူကပြောတာတော့ဆိုတော့တကယ်ဆိုလို့ရှိရင်တဲ့ဘာသာကုရုဘွဲကိုတုံးပြီးတော့ပြင်းသွင်းရရရဲ့သားနဲ့ပန္တိတဘွဲကိုသူသွားတုံးတာဟာအိန္ဒိယရဲ့လွှမ်းမိုးမှုပါပဲတဲ့သူကတော့ကောက်ချက်ချတယ်ဘာလို့ကောက်ချက်ချရတာဆိုတော့အဲ့ဒီအချိန်ကဘုန်းကြီးတို့နိုင်ငံကအင်္ဂလိပ်လက်အောက်ရောက်တယ်ဆိုတာအင်္ဂလိပ်ရဲ့လက်အောက်ကိုတိုက်ရိုက်ရောက်တာမဟုတ်ဘူး အိန္ဒိယအောက်ကိုရောက်တာအိန္ဒိယကအင်္ဂလိပ်အောက်ရောက်တာအိန္ဒိယအောက်မှာဘုန်းကြီးတို့ကရောက်ရတာအဲ့ဒီချိန်မှာအင်္ဂလိပ်အိန္ဒိယမှာကပန်ဒစ်ဘွဲ့ဆိုတာရှိတယ်ဖွဲ့ပေးနေတယ်အိန္ဒိယနိုင်ငံမှာဘယ်လိုပုံပုံမျိုးတွေကိုပေးတာလို့ဆိုရင်စာပေမှာတော်တဲ့ထူးချွန်တဲ့ပညာရှင်တွေကိုပေးတာတဲ့ပန်ဒစ်ဘွဲ့သူကပန်ဒစ်လူထွက်တယ်ပန္ဒိတပါပဲပါဠိပန်ဒစ်သူကကလားလူထွက်ခုလက်ရှိတယ် ရဖို့ခဲရင်လေအဲ့ဒီဘွယ်ကလူတိုင်းမရတော်ရုံတိုင်ရုံနဲ့မပေးဘူးတော်တော်အဆင့်မြင့်တဲ့ဘွယ်ပန်တိဘွယ်အဲ့ဒီကလားတွေတုံးနေတဲ့ပန်တိဘွယ်ကိုတဲ့မြန်မာဆရာတော်တွေကသိတဲ့အခါကျတော့သူ့ရဲ့ဗာအောင်ဆိုပြီးတော့အဲ့ဒီပန်တိတာရှေ့ရနေပြီးတော့အက္ကနဲ့မဟာထဲ့ပြီးတော့အက္ကမှာပန်တိတာလို့ဘွယ်တီထွန်လိုက်တာပါတဲ့ဒါဆရာကြီးဦးစန်းတော်ရဲ့ချင်းမြေယူဆချက်ပေါ့နော်ဒါဘုန်းကြီးတို့သိသလားအဲ့အဲ့အဲ့မှာပန်တိတာပေါ့ပြီးတယ် ပေးတဲ့ခါကျတော့အဲ့ဒီ1289ခုနှစ်ကစပေးတယ်အဲ့ဒီပေးတဲ့ပုံကိုယ်တွေကိုကြည့်လိုက်တဲ့ခါကျတော့တကယ်ကိုခုနတော့ကဦးစန်းထွန်းထင်တယ်လို့ပဲထင်လောက်တယ်အိန္ဒိယမှာလည်းပဲပန်တိဘောရတဲ့ပုံကိုယ်ဟာတကယ်နိုင်ငံတော်ထဲမှာထင်ရှားတဲ့ပုံကိုယ်တွေမှရတာတော်တော်တိုင်ရလို့မရဘူးအဲ့ဒီအင်္ဂလိပ်ဆိုတာပထမအကျင့်ဒုတိယအကျင့်ပေးတဲ့ဆရာတော်တွေကိုကြည့်လိုက်တဲ့ခါကျတော့တကယ်ထင်ရှားတဲ့ပုံကိုယ်ကြီးတယ်အဲ့ဒီပထမအကျင့်ပေးတဲ့ဆရာတော်ကြီးပါတယ်ဒါပထမဆုံးစပေးပြီးချင်း လက်ဒီဆရာတော်ကြီးတို့ဝိသုဒ္ဓရောဆရာတော်တို့တင်နာကမောက်ကျိုးဆရာတော်တို့ရန်ကုန်ကတန်ရုံဆရာတော်တို့ဆိုတာအမြဲတမ်းထင်ရှားတာကျမ်းတွေအများကြီးရေးကြတာအဲ့ဒီဆရာတော်ကြီးတွေရခဲ့တယ်အဲ့ဒီလိုနဲ့အင်္ဂလိပ်လက်ထက်မှာအက္ကမပန္ဒိတဟာအစိုးရကကတ်တဲ့ဘုရားဘာသာဘုန်းတော်ကြီးကို ကတ်တဲ့ဖွဲ့ထဲမှာ ဖွဲ့အမြင်သာပဲလောလာရင်းရပြီလို့ဝဉ္ကြီးချုပ်ဦးနုတို့လက်ထက်တက်လာတဲ့အခါကျတော့ ဖက်ကမဟာပန္တိတရဲ့အထက်မှာခန္ဓာတော်ကမင်းတွေစက်ကခဲ့တဲ့ရာဇာဂုရုဘွယ်မျိုးရှိတယ်လေလို့ဆုံးဖြတ်ပြီးတော့မှအဘိဓဇာမဟာရတာဂုရုဘွယ်ကိုတိလိုက်ပြီးတော့ဆက်ဆက်ဖြစ်တယ်။ဒါကြောင့်မို့အဘိဓဇာမဟာရတာဂုရုအဘိဓကမဘာနိတာဘွယ်ဆက်မှာရှိတယ်။အေကမဘာနိတာဘွယ်ရပြီးမှအဘိဓဇာမဟာရတာဘွယ်ရတယ်။အေကမဘာနိတာမရသေးရင်ဘိဓဇာမဟာရတာဂုရုဘွယ်မရဘူး။ ။အဲအဲ့ဒီလို့သူအထက်ကထားတယ်။အဲ့ဒီမှာလည်းပဲဥဒိဝင်တို့ဥစိန်ဝင်တို့လက်ထက်ကစီမင်းစီကံလေးလည်းပဲဘုသူဒ္ဒတည်တည်တယ်လို့ထင်ပါတယ်။အဲ့ဒါလေးတွေပဲဘုန်းကြီးကပြောကြင်ပါတယ်။ဥစိန်ဝင်တို့ဟိုခေါင်းသားတမိုင်းလေးကနည်းနည်းလေးအဆက်ပြတ်သွားတာလေးပြန်ဆက်လိုက်ပါဦးမယ်။ဘုန်းကြီးကျုပ်ဥနုတို့လက်ထက်ကအဲ့ဒီလို့ နိုင်ငံရေးဆိုရလက်ထက်မှာဗိတ္တဇမဟာရတကုရုနဲ့အကပါမတိတဲ့ပွေးရာကနေပြီးတော့62ခုနှစ်ဥနေဝင်ကအာနာသိမ့်ပြီးတဲ့ခါကျတော့ဒေါ်လာဒေါ်လာရေးကောင်စီဆိုပြီးဖြစ်ပြီးတော့အဲ့ဒါကြီးတခါရပ်ပြလိုက်ပြန်ရော ပြတ်သွားပြန်ရောဗိတ္တဇလည်းမရှိတော့အကမောင်တိလည်းမကတ်တော့ဘူးမကတ်ဖဲနဲ့နောက်ပိုင်းမှာပြည်တော်သူဆိုရှယ်လစ်သပ္ပတမြန်မာနိုင်ငံတော်ဆိုပြီးတော့ဖွဲ့စည်းပုံရေးပြီးတော့အစိုးရဖွဲ့လိုက်တဲ့ခါကျတော့ဥနေဝင်ကြီးကသမတဖြစ်ပြီးတော့ဥစဉ်လွင်ကသာသနာရေးဝန်ကြီးဖြစ်လာတဲ့အခါမှာ ဘွဲ့တွေပြန်ပြီးတော့ပေးမယ်ဟိုတော့ကတိုင်ပေးမယ်ဆိုပြီးပြန်ပေးတယ်အဲ့အဲ့ဟိုတော့ကတိုင်ပဲဘုန်းကြီးကျောင်းဦးတို့လက်ထက်ကအတိုင်ပဲဘာမှမပြင်ဘူးပိရိသမာရတဂုရုနဲ့အကမမဏိတာဘွဲ့တွေပေးတယ်ပေါ့ပေးတဲ့အခါမှာသူတို့ကဘယ်လိုလုံးသွန်တော့အကမပန္တိတကိုတော့အရေးအတွက်မတတ်မှတ်အပိရိသမာရတဂုရုကိုတော့တနည်းကိုတပါးပဲပေးဒါအများသိအောင်လို့ဟာဒီဘုသူတာလေမသိကြတော့ဘူးနောက်လို့နော် သူတို့တော့ကတပါးတည်းပြေးတယ်တနစ်မှာတပါးတည်းပြေးတဲ့ခါကျတော့ဘယ်မှာပြောပြီးတော့ပြဿနာဖြစ်တုံးဆိုတော့တနစ်မှာမဟာစီဆရာတော်ဘုရားကြီးကလည်းပဲဗိဓိဇမဟာရတာကုရုဘွဲ့ရဖို့ရာထားတယ်ဆရာတော်ကြီးနဲ့အတူရန်ကုန်တိုင်းထဲကခရမ်းမြို့နယ်ကခရမ်းကိုင်းကုန်းဆရာတော်ကြီးဆိုတာသူလည်းထင်ရှားတယ်အဲ့ဒီဆရာတော်ကြီးကလည်းပဲဗိဓိဇမဟာရတာကုရုဘွဲ့ရာထားပြီးတော့ ဗိဒ္ဓဇမဟာရတ္တကုတုဘွဲ့ကပ်ဖို့ကနှစ်ပါးဖြစ်နေစီးရဲအရာကလည်းပဲတပါးပဲကပ်ရတပါးရဲ့ကပ်ရမှာဆိုတော့အဲ့ဒီနှစ်ပါးတည်းကဖဲဆရာတော်ကိုကပ်ရမယ်လေလို့သူတို့အစည်းအဝေးထိုင်ကြတဲ့အခါကျတော့ခရံကန်ကုန်းဆရာတော်ကြီးကတိခဝါလည်းပဲ ကြီးပါတယ်ပေါ့ပါဠိဘာသာနဲ့ကျမ်းလည်းပဲရေးခဲ့ပါတယ်ပေါ့မြန်မာနိုင်ငံမှာပါဠိလိုကျမ်းရေးနိုင်တဲ့ပုဂ္ဂိုလ်ကမရှိတော့ရှားနေပြီလေ အဲ့တော့ခံကိုင်းကုန်းဆရာတော်ကြီးကပါစေတရာတိအထာယောဇနာကျမ်းဆိုပြီးတော့ပါဠိလိုကျမ်းကြီးအထူးကြီးပဲလမ်းလုံးသုံးလုံးတော့ရှိတယ်ပါဠိလိုရေးတာအဲ့ဒီကျမ်းကြီးရေးခဲ့တဲ့အတွက်အဲ့ဒီဆရာတော်ကြီးကိုဥစားပေးပြီးတော့ကတ်တင်ပါတယ်ဆိုပြီးတော့အဲ့ဒီနှစ်မှာခံကိုင်းကုန်းဆရာတော်ကြီးကိုပိဋကစာမဟာရတကုတုကတ်လိုက်နောက်နှစ်ကြာမှမဟာစီဆရာတော်ကိုကတ်မယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်ချက်ချခဲ့ကြမဟာစီဆရာတော်ကြီးကနောက်နှစ်ကြာတော့ယောဂဖြစ်ပြီးတော့ပြန်တော်မူသွားတဲ့အတွက်မဟာစီဆရာတော်ကြီး ်အကမဘအကမကလေအဘိဓဇမာရတာကိုယ်သူပဲမရလိုက်တော့ဒါအဲ့ဒီတော့ကဘိဓဇမာရတာကိုယ်သူပဲတနေ့ကိုသူတို့တော့တပါးပဲကတ်တယ်နောက်ဒီဘက်ကြာတော့မှနော်ဒီဘက်ဥတန်းချွေတို့လက်ထက်ဒီဘက်ကြာတော့ဘွဲတွေအကုန်လုံးထပ်ပြီးတော့တိုးလိုက်တယ်ဘွဲတွေလည်းပဲအကုန်လုံးအစင်းစင်းနေပြင်လိုက်တယ်စာကြားဘွဲတွေရောသာသနာပြုဘွဲတွေရောလူပုဂ္ဂိုလ်ဘွဲတွေရောအများကြီးဘွဲတွေလှုပ်လိုက်တဲ့အခါကြာတော့မှ ဘွဲတွေကကတ်တာများလာပြီးတော့အရေးအဲ့အတွက်မတတ်မှတ်ပဲနဲ့တနည်းနှစ်ပါးလဲကတ်တယ်သုံးပါးလဲကတ်တယ်တချို့နေ့တဆို၄ပါးလောက်တော့ကတ်တယ်တွေ့ရတယ်။နောက်အဲ့လိုတော့တွေ့ရတယ်။တော့ဒါကဘုန်းကြီးကဘာပြောတာလဲဆိုတော့ရှိရလူတွေလုတ်ခဲ့တဲ့အင်္ဂလိပ်လက်ထက်ကလုတ်ခဲ့တဲ့လုပ်ငန်းစဉ်လေးတွေတော့အင်္ဂလိပ်မတိုင်မီဘရင်တွေလက်ထက်ကလုပ်ငန်းစဉ်လေးတွေနဲ့ဒီဘက်ပိုင်းလွတ်လပ်ရေးရပြီးလုတ်ခဲ့တဲ့လုပ်ငန်းစဉ်လေးတွေဒီဘက်ပိုင်းမှာ စေစိုးရတက်လာပြီးတဲ့အပိုင်းမှာဆက်ကတ်တဲ့ဘဝစိတ်ကပုံလေးတွေဟာတစ်ခုနဲ့တစ်ခုလေးတွေနဲ့နည်းနည်းလေးနည်းနည်းလေးကွာကွာသွားတာလည်းပဲသိစီရင်လို့ပါအဲ့တော့ဒီကနေ့ကျောင်းလက်ဘုံကြီးသင်္ဍကျောင်းအုပ်မဟာသေးဆရာတော်ကြီးပါရဏဂေတဝါရတဲ့ဘွယ်ဟာအခုလက်ရှိနိုင်ငံတော်အစိုးရကကန့်နေတဲ့ဘွယ်ထဲမှာတော့ဖြစ်အမြင့်ဆုံးဘွယ်ပါပဲရခိုင်ကလည်းပဲအမြင့်ဆုံးဘွယ်ပါပဲဘရင်တွေလက်ထက်ကတော့လည်းပဲအမြင့်ဆုံးဘွယ်ပါပဲ ဒီအမြင့်ဆုံးဘွဲကိုဘုန်းကြီးတို့ဆရာတော်ကြီးဆက်ကချင်းခံရတာဖြစ်ပါတယ်။ဒါဆရာတော်ကြီးဟာဒီကုံနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဆရာတော်ကြီးကုံကိုအာယုံပြုပြီးတော့ဒီကနေ့ပြုတဲ့ကောင်းမှုကုသိုလ်ကိုရည်စဲသွင်းချအမြပေးဝေရမှာဖြစ်ပါတယ်။ရည်စဲခွက်ကိုင်းပြီးတော့အားလုံးလိုက်ပြီးတော့ဆိုပါ